မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြစီမရဲ့ K to Health အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့ကလေးတွေမှာဖြစ်ပေါ်တတ်တဲ့ hand foot and mouth disease အကြောင်းနဲ့ပတ်သက်ပြီးအခြေခံသိထားသင့်တဲ့အကြောင်းအရာတွေပါဝင် hand foot and mouth disease ကဘာကြောင့်ကလေးတွေမှာဖြစ်ပွားလေရှိတာလဲကလေးတွေမှာဒီယောဂတွေမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲအစရှိတဲ့အခန်းကဏ္ဍအားလုံးကိုဆက်ဆက်ပြီးကြည်ကြဲပြည့်မြတ်ဆွေးနွေးတော့မှာဖြစ်ပါတယ် ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ HFMD လို့ခေါ်တဲ့ယောဂတွေအကြောင်းနဲ့ဘာကြောင့်ကလေးတွေမှာဖြစ်ပွားလိရှိတာလဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ HFMD ဆိုတာပါလေ Hand Foot and Mouth Disease HFMD က virus ပိုးကြောင့်ဖြစ်တဲ့ကူးစက်ယောဂတစ်မျိုးဖြစ်ပြီးအထူးသဖြင့်အသက်9နှစ်အောက်ကလေးတွေမှာအဖြစ်များပါတယ်။ Coxsackie virus A16 နဲ့ Enterovirus 71 EV71 တို့ကတော့အဓိက ဖြစ်စေတတ်တဲ့ virus တွေဖြစ်ပါတယ်။ Coxsackie virus A16 HFMD hand foot and mouth disease လက်ခြေပါဇက်ယောဂါကို အများဆုံးဖြစ်စေတဲ့ virus ဖြစ်စေပြီးအ धिक ဖြစ်စေတဲ့ virus တစ်မျိုးလည်းဖြစ်ပါတယ်။သူနဲ့ပတ်သက်တဲ့လက္ခဏာတွေကတော့ဖျားခြင်း၊လက်ခြေပွားနဲ့ပါဇက်အတွင်းမှာအနေပုတွေထွက်ခြင်းတို့ဖြစ်ပါတယ်။ဒီ virus တွေကတော့အများအားဖြင့်သိပ်ပြင်းထန်မှုမရှိဘဲ9ရက်ကနေ10ရက်အတွင်းမှာပျောက်သွားတတ်ပါတယ်။ Enterovirus 71 AV 71 ED71 ကတော့ပုံမပြင်းထန်တဲ့ virus တစ်မျိုးဖြစ်ပြီးတော့ HFN2 ကိုဖြစ်ပြီးနောက်ဆက်တွဲဆိုးကျိုးအုံနှောက်ရောင်ခြင်းအာယုံကြောပြဿနာတွေကိုလည်းဖြစ်နိုင်ခြင်းပုံများပါတယ်။လက္ခဏာတွေကတော့ Coxsackie virus A16 နဲ့ဆင်မင်မဲ့ဖျားခြင်း၊အန်ခြင်း၊တက်ခြင်း၊သတိလစ်ခြင်းစတဲ့ပြင်းထန်တဲ့လက္ခဏာတွေပါပေါ်ပေါက်လာနိုင်ပါတယ်။အထူးသဖြင့်ကလေးတငယ်တွေမှာအုံနှောက်ရောင်ခြင်းဒါမှမဟုတ်နှလုံးကြွက်သားရောင်ခြင်းအထိလည်းဖြစ်စေနိုင်ပါတယ်။ Conservivirus A16 နဲ့ Enterovirus 71တို့ရဲ့ဌာနချက်တွေကတော့ Conservivirus A16 ကပုံမှန်အားဖြင့်ပြင်းထန်မှုမရှိဘဲနောက်ဆက်တွဲရောဂါဖြစ်ပွားမှုလည်းရှားပါတယ်။ Enterovirus 71ကတော့ပြင်းထန်ပြီးတော့နောက်ဆက်တွဲအန္တရာယ်တွေကြုံတွေ့ရနိုင်တဲ့အပြင်အုံနောက်ရောက်ခြင်းနဲ့အာယုံကြောထိခိုက်ခြင်းတို့ကိုလည်းဖြစ်ပွားစေနိုင်တာကြောင့်ဆေးရုံတက်ကိုသားဖို့လိုအပ်ပါတယ်။ Hand foot and mouth disease ယောဂါတွေကဘာကြောင့်ကလေးတွေမှာအပြစ်များတာလဲ။ ိုခံအားစနစ်အားနည်းတာကလေးတွေရဲ့ခုခံအားစနစ်ကလူကြီးတွေလောက်မဖွံ့ဖြိုးသေးတာကြောင့် virus ပိုးတွေကိုခုခံနိုင်စွမ်းနည်းတာကြောင့်ဖြစ်ပါတယ်အထူးသဖြင့်အသက်9နှစ်အောက်ကလေးတွေမှာပိုပြီးတော့ဖြစ်လွယ်ပါတယ်ကူးစက်မှုလမ်းကြောင်းလွယ်ကူခြင်း HFMD ကထိတွေ့မှုကနေတဆင်အလွယ်တကူကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီးကလေးတွေရဲ့အပြုမှုတွေကဒီရောဂါကိုပိုမိုပြန့်နှံ့စေပါတယ်ပါးစပ်နဲ့ထိတွေ့မှုများခြင်းကလေးတွေကအရုပ်တွေကိုပါးစပ်နဲ့ကိုက်တယ်လက်ကိုမကြခဏပါးစပ်ထဲထည့်တတ်တာတို့ကြောင့် virus ပိုဝင်လွယ်ပါတယ် ်အုပ်စုလိုက်နေထိုင်ခြင်းကလေးထိန်ကျောင်းမူကျိုးကျောင်းတွေမှာကလေးတွေနဲ့အတူနေတာကြောင့်တယောက်ကနေတယောက်အလွယ်တကူကူးဆက်နိုင်ပါတယ်။တန်ရှင်မှုအားနည်းခြင်းကလေးတွေကလက်ဆေးတာတန်ရှင်ရေးကိုမတိသေးတာဒါမှမဟုတ်ခရုမဆိုင်တာတို့ကြောင့်ဗိုင်းရပ်စ်ပိုးတွေကလက်ကနေတဆင်ပါဇက်ထဲကိုရောက်သွားနိုင်ပါတယ်။အသုံးဆောင်တွေကတဆင်ကလေးတွေရဲ့အယုတ်ပကံရေခွက်တွေကိုမျှဝေသုံးဆွဲတတ်တာကလည်းကူးဆက်မှုကိုပုံမမြန်ဆန်စေပါတယ်။ဗိုင်းရပ်စ်ပိုးတွေကကလေးတွေကိုဥတီတိုက်ခိုက်လွှဲခြင်း HFND မှာဖြစ်စေတဲ့ Coxsackie Virus A16 နဲ့ Enterovirus 171တို့ကကလေးတွေရဲ့ cell တွေကိုဝင်ရောက်ဖျက်ဆီးဖို့အတွက်လွယ်ကူပါတယ်။လူကြီးတွေမှာဆိုရင်ကိုခံအားကဒီဗိုင်းရပ်စ်တွေကိုတိုက်ထုတ်နိုင်မယ်မဲ့ကလေးတွေမှာတော့မတိုက်ထုတ်နိုင်တာကြောင့်ယောဂါပိုဖြစ်ပါတယ်။ကာကွယ်ဆေးမရှိသေးခြင်း HFMD အတွက်အကျယ်အပြန့်သုံးနိုင်တဲ့ကာကွယ်ဆေးမရှိသေးတာကြောင့်ကလေးတွေမှာကူးစက်နှုံမြန်မာပါတယ်။ EV71 အတွက်တချို့နိုင်ငံတွေမှာကာကွယ်ဆေးရှိပေမဲ့ Corsaki Virus E16 အတွက်တော့မရှိသေးပါဘူး HFMD ကအဓိကအားဖြင့်ကလေးတွေမှာအဖြစ်များပေမဲ့လူကြီးတွေမှာလည်းကူးစက်ခံရနိုင်ပါတယ်ဒါပေမဲ့လူကြီးတွေမှာဖြစ်တာနဲ့ပြီးတော့လက္ခဏာပိုပြင်းထန်တတ်ပါတယ်လူကြီးတွေမှာ HFMD ဖြစ်ရတဲ့အကြောင်းရင်းများ ကိုခံအားနည်းနေချိန်မှာကိုခံအားကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေဥပမာအားဖြင့်စီးချိုရောဂါ HIV AIDS ကင်ဆာကုထုံးရှိသူတွေအရေးပြတ်တာစိတ်ဖိစီးမှုများတာအာရချွတ်တဲ့တာတို့ကြောင့်ဖြစ်နိုင်ပါတယ်။ကလေးနဲ့နိမိကက်ကက်ထိတွေ့မှုများသူတွေမိဘတွေဆရာဆရာမတွေကလေးထိန်သူတွေ HFMD ဖြစ်နေတဲ့ကလေးငယ်တွေနဲ့ထိတွေ့မိပါက ဖြစ်ပွားနိုင်ပါတယ်။ဗိုင်းရပ်စ်ပိုးမျိုးကွဲတင်များတချို့ဗိုင်းရပ်စ်ပိုးမျိုးကွဲတွေကလူကြီးတွေကိုပိုပြီးတော့တိုက်ခိုက်နာနာကြောင့်မှာ ူကြီးတွေမှာပြတဲ့ HFMD လက္ခဏာများကလေးတွေနဲ့အဆင်တူပေမဲ့လည်းပိုပြီးတော့ပြင်းထန်တတ်ပါတယ်အပြားကြီးခြင်းလက်ဖွာခြေဖွာပါးစပ်အတွဲမှာအနီးပုတွေအရေးကြီးပုတွေထွက်ခြင်းလက်ချောင်းနာခြင်းအစာမျိုးရခက်ခြင်းကြွက်သားကြိုက်ခဲခြင်းမောပန်နွမ်းနေခြင်းတို့ဖြစ်စေနိုင်ပါတယ်နောက်ဆက်တွဲအဆိုးကျိုးတွေအနေနဲ့ကတော့နှလုံးကြွက်သားရောင်ရမ်းခြင်းအုံနောက်အမေပါရောင်ခြင်းစားတဲ့ယောဂါတွေလည်းဖြစ်နိုင်ခြေရှိပါတယ်။နောက်ထပ်အပိုင်းမှာတော့ကလေးတွေမှာရောလူကြီးတွေမှာပါဒီယောဂါတွေမဖြစ်အောင် ဘလို့ကာကွယ်ရမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ HFM တွေကိုအထူးရောက်ဆုံးကာကွယ်ဖို့အတွက် virus ပိုးကူးစက်မှုလမ်းကြောင်းတွေကိုဖြတ်တောက်ဖို့ကအရေးကြီးပါတယ်။လက်ဆေးကျင်းအလေးထားကိုလေ့ကျင့်ပါ။စက်ပြာနဲ့ရေသုံးပြီးတော့စက္ကန့်20ကြာဆေးရမယ့်အချိန်တွေကတော့အိမ်သာတက်ပြီးတိုင်းအစာမစားမီနဲ့ချက်ပြုတ်ပြီးတိုင်းဖြစ်ပါတယ်။နှာခြေချောင်းဆိုးပြီးတိုင်းဖြစ်ပါတယ်။ဖြားနာသူကလေးတွေရဲ့နှာခေါင်းတုပ်ပြီးတိုင်းလက်ကိုဆင်ကျဲစွာဆေးကြောပါ။ ကလေးတွေရဲ့အယုတ်နဲ့ပစ္စည်းတွေကိုပို့တတ်ပါနေတိုင်းတန်းစင်နေစဖို့အတွက်ကလေးရဲ့အယုတ်နိုဘူးဇွန်ခရင်စတာတို့ကိုစက်ပြရေးဆင်းနဲ့မျက်နှာပြင်တွေဇပွဲတကားလက်ကင်တွေကိုကလိုရင်းပါတဲ့ပို့တတ်ဆေးတွေနဲ့တုပ်ပါဖြားနာသူနဲ့ခွဲနေပါ HFMD ဖြစ်နေသူကိုအိတ်ခမ်းခွဲပြီးတော့ထားပါ အသုံးဆောင်တွေပကန်းလက်တော့ပွားတွေကိုမျှပြီးတော့မသုံးပါနဲ့အနှဖေးများကိုလက်နဲ့မကိုင်းမဲနဲ့အိတ်ဆော့ပြီးတော့ဆွန့်ပြစ်ပါနှာခြေချောင်းဆိုးတိုင်းမှာဒရောင်စစ်နဲ့ပါးစပ်ကိုကာထားပါ မက်ခ်စေကိုအသုံးပြုပြီးတိုင်းစွန့်ပြပါအိမ်သားနဲ့ရေချိုကန်တန်ရှင်ရေကလေးငယ်ရဲ့မစင်ပါတဲ့အနှီးတွေကိုလက်အိတ်စွန့်ပြီးတော့စွန့်ပါအိမ်သားတက်ပြီးတိုင်းမှာလက်ဆေးပါအထူးသဖြင့်ကလေးတွေရဲ့မစင်ကိုင်းမိပါကတိချာဆေးပေးပါကိုခံအားကောင်းနေအောင်နေထိုင်ပါအာဟာရပြည့်စုံစွာစားပါဗီတာမင်စီစင့်တတ်ပါတဲ့အသီးအနှံတွေကိုစားသုံးပါရေများများတောက်ပါအေးရဝဝအိပ်ပါကျောင်းကလေးထိန်ဌာနတွေမှာတရိထားပါ HFMD ဖြစ်နေတဲ့ကလေးကိုအ ਨੇ ဆုံးတစ်ပတ်ကျောင်းမပို့ပဲထားပါ ကလေးတိုင်းဌာနတွေနဲ့ကလေးကစားစရာတွေမျက်နှာပြင်တွေကိုနေ့စဉ်တန်ရှင်းမှာ HFMD ရဲ့အဓိကလက္ခဏာတွေကတော့ဖြာခြင်းရုတ်တရက်ဖြာနိုင်ပြီးတော့38ဒီဂရီကနေ39ဒီဂရီအထိဖြစ်တတ်ပါတယ်။အနေပုတွေပြည်တယ်နာတွေလက်ခြေထောက်တွေအထူးသဖြင့်လက်ဖဝါးခြေဖဝါးပါးစပ်အတွင်းအနာတွေအပုတွေဖြစ်တာကြောင့်ကလေးတွေကအစာမစားနိုင်တာတင်မလိန်အင်ကအနည်းမှလည်းဖြစ်တတ်ပါတယ်။နှောင်းခြင်းကောင်းကိုက်ခြင်းအစာတောက်ပြက်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ဘယ်ချိန်မှဆရာဝန်နဲ့ပြတာမလဲကလေးတွေမှာရေးတက်ခန်းချောက်တဲ့လက္ခဏာစီးနေတာငိုရင်မျက်ရည်မထွက်တာအပြားသုံးရက်နဲ့အထက်ကျော်လွန်လာတာသတိလက်တာလေပင်တောင့်တင်တာအုံနောက်ရောက်တဲ့လက္ခဏာတွေဖြစ်ပွားတာ HFMD ကအများအားဖြင့်9ရက်ကနေ10ရက်အတွင်းမှာတက်တာသွားတက်ပြီးအနေရမများပင်မဲ့လဲနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့အုံနောက်ရောက်ခြင်းနှလုံးကြွတာရောက်ရမ်းခြင်းတို့ဖြစ်နိုင်တာကြောင့်ဂရုပြုဖို့အတွက်လိုအပ်ပါတယ် ကလေးငယ်တွေမှာ HFMD ဖြစ်ပါကအိမ်မှာအားယူတာရေတက်ပြေဝအောင်ဂယုစိုက်တာနဲ့တန်ရှင်ရစ်ကိုအထူးဂယုပြုတ်ပေးတာတို့နဲ့လည်းတတ်တာအောင်ပြုစုနိုင်ပါတယ်။ဒီအကြောင်းအရာတွေကိုတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO, American CDC, ယောဂထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာအစားရှိတဲ့ဆောင်းပါးတွေကနေပြီးတော့ကိုကထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျမတို့ရဲ့ K2L အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ ကျမရင်းနဲ့ဘူးတုတရာစီမဲအကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နေလန်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တင်းငွေနေနေတိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။